မင်္ဂလာပါ English for Learner YouTube နဲ့ TikTok channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဒီဗီဒီယိုမှာတော့ Diet and Nutrition with the Basic Survey တွေထဲက First Paragraph Survey ကို Standard Analysis ပုံစံတုပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ Survey ကိုမရှင်းပြခင်မှာတစ်ခွလာ request လုပ်ရှင်ပါတယ်။ဒီ channel ကအင်္ဂလိပ်စာလိုက်တဲ့ပတ်သက်တဲ့ knowledge တွေကိုအဲဆင်စမပြတ်တည်ပြီးသွားမဲ့ channel ဖြစ်ပါတယ်ဒါကြောင့်မလို့ subscribe follow မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe and follow လေးလုပ်ခဲ့ပြီးပါလို့တောင်းဆိုရင်းနဲ့သင်ခန်းစာလေးကိုစလိုက်ရအောင် first paragraph diet is the food we consume regularly ဆိုတော့ Survivor first paragraph ဖြစ်တဲ့အတွက်ကြောင့်မလို့ခေါင်းစဉ်လေးဖြစ်တဲ့ diet and nutrition ကိုသူက definition ဖွင့်မှာပါ။ဆိုတော့ပထမဆုံးစာကြောင်းက diet ရဲ့ definition စာကြောင်းဖြစ်ပါတယ်။ဆိုတော့ပထမဆုံးစာကြောင်းလေးဟာဒီစာကြောင်းလေးဟာ diet ကို definition ဖွင့်ထားတာပါ။ဆိုတော့ diet ဆိုတော့ diet ကိုလေ့လာမယ်ဆိုလို့ရှိရင် diet နဲ့ပတ်သက်တဲ့အသေးပေအရာ အများကြီးရှိတယ်အဲ့ထရမှာအဲတိထားတဲ့နဲ့အသေးပဲ၃မျိုးကိုအဲလေ့လာမှတ်သားထားအောင်ကဲပထမ၁မျိုးဟာ diet ဆိုရက်ပထမ၁မျိုးဟာသူကနောင်းနေနဲ့သုံးတယ်အသေးပဲဟာစားနေကြအစားအစာစားနေကြအစားအစာတွေကိုညှို့တာပါအဲလူတွေတက်တော့ဝါးတွေစားနေတဲ့အစားအစာတွေကို diet ဆိုရက်အသေးပဲမျိုးနဲ့သုံးတယ်ဟုတ်ပြီနောက်ထပ်ဒုတိယအသေးပဲကကြတော့အဲ diet သူကလည်းနောင်းပဲ သူကကျတော့ဘလို့သုံးလဲဆိုတော့ dessa အနေနဲ့သုံးတယ်။ကျမကြီးနဲ့ညညွအောင်လှုပ်ထားတဲ့အစားအစာ dessa သဘောမျိုးအနေနဲ့သုံးတယ်။အဲတော့ dessa ဟုတ်ပြီနောက်ထပ်အဓိပ္ပာယ်ကကျတော့သူကတော့ buff အနေနဲ့သုံးတယ်။ buff အနေနဲ့သုံးမယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်လေးကအတိုင်းအရှင်းနဲ့စာသည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်။မဝိတ်တီတအောင်ဝိတ်တီကြက်အောင်အတိုင်းအတာထားပြီးတော့စာသုံးတာကို diaph ဆိုတော့ buff နေနဲ့တုံးလို့ရပါတယ်ဆိုတော့အဲ့ဒီအတိတ်ပဲ၃မျိုးကိုနားလည်ထားရပါမယ်ဟုတ်ပြီဆက်ကြည့်အောင် diet is the food diet is the food we consume regularly ဆိုတော့ဒီနေရာမှာ consume အဲ consume ဆိုရယ် buff အဲ buff ပေါ့နော်အဲ့ဒီ buff နေရာမှာသူရဲ့ similar ပေါ့နော် similar အဲ meaning တွေဖြစ်တဲ့ အဲ buff သုံးခုလောက်ကိုတိထားရမယ်အဲ့တော့ similar meaning လို့ပြောတဲ့အတွက်ကြောင့်မလို့တို့ကလုံးဝကြီးထက်တူတော့မညီဘူးပေါ့နော်အဲ slightly different တော့ရှိမယ်ဒါပေမဲ့ဒီလိုမျိုး read the passage တွေဖတ်တဲ့အခါမှာအဲ့လိုမျိုး similar meaning တွေ buff တွေစကားလုံးတွေကိုအဲတိထားတဲ့နေပေါ့နော်ဆိုတော့ဘာလဲဆိုတော့ consume consume ဆိုတာလဲစာသုံးသည်နောက်တစ်ခုက have plan now ဆိုတော့ have now က blem have now က noun လိုက်မယ်ပေါ့အဲ့ဒီ noun ကတော့အစားအစာတစ်ခုခုပေါ့နော်ဆိုတော့ have blem noun ဒါလည်းပဲစာသုံးတည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်နောက်တစ်ခုကတော့ eat 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 ကကြတော့အစားတွေကိုဝါပြီးတော့စားမှာပေါ့နော်ဆိုတော့ဒီ consume have blem noun eat ဆိုတော့ဒီသုံးခုကိုအဲသိထားမယ်ဒါ similar meaning နေဖြစ်တယ်ဒီ unit 3 survey တွေထဲမှာဒီ birthday ကိုအမြဲတမ်းလို့လို့အဲတွေ့နေရမှာဖြစ်တယ်ပေါ့နော် ဆိုတော့ဒီနေရာမှာ we consume regularly ကဲဒါလေးက related cloud ပါ share the food ဆိုတဲ့ noun ကို modify လုပ်မှာတွားပြီးတော့ညွှန်ပါပါ we consume regularly ကျွန်တော်တို့ကျွန်ုပ်တို့အပုံမှန်စားသုံးနေတော့ the food အစားအစား is ဖြစ်ပါတယ်ဆိုတော့ diet အစားအစားဆိုတာ we consume regularly ကျွန်တော်တို့ပုံမှန်စားသုံးနေတော့ the food အစားအစားပဲ is ဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ကြောင်းအောင်ကြည့်အောင်။ကဲနောက်တစ်ကြောင်းကကျတော့ nutrition ။ကဲဒါကတော့ခေါင်းစဉ်မှာပါတဲ့ nutrition ဆိုတဲ့စကားလုံးကို definition ဖွင့်ထားပါပါ။ဆိုတော့ဒီစာကြောင်းရ nutrition ရဲ့ definition ဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာလည်းပဲ nutrition နဲ့ပတ်သက်တဲ့စကားလုံးအလေးလုံးကိုမှတ်သားထားပါမယ်။ဆိုတော့ပထမတစ်ခုက nutrition နဲ့ nutrient ဆိုတော့အဲ့ဒီနှလုံးကိုကွက်ကွက်ပြပြ တည်ထားရမယ်ဆိုတော့ nutrition ဆိုတဲ့အဓိပ္ပာယ်သူက noun ဖြစ်တယ်သူ့ရဲ့အဓိပ္ပာယ်အစာအဟာရဓာတ်အစာအဟာရဓာတ်လို့အဓိပ္ပာယ်ရတယ်သူကတော့ generally ပေါ့နော်ရေဝီယာဆန်နေအကုန်လုံးအစာအစာတွေအကုန်လုံးရဲ့အဟာရကိုပြောတာပါအစာအသောက်တွေအကုန်လုံးရဲ့အဟာရဓာတ်ကိုပြောတာသူက generally ဆန်နေပေါ့နော်နောက်တစ်ခုက nutrient ကဲ nutrient ကလည်း noun ပဲသူ့ရဲ့အဓိပ္ပာယ်ဟာအဟာရဓာတ် ကဲတူကကျတော့ specific စံစံပဲပေါ့နော်အစာတွေထဲမှာပါတယ်အစားအစာထဲမှာပါတယ်ဥပမာကက်စီဒက်တို့တန်ဒက်တို့ကယ်ဆီယမ်ဒက်တို့အဲ့လိုမျိုးဓာတ်တွေကိုအဲ nutrient လို့ခေါ်မယ်ပေါ့နော်အကုန်လုံးရှုံပြီးပြောမယ်ဆိုရင်တော့ nutrition nutrition လို့ရေးမယ်ပေါ့နော်ကဲဒါကတတွဲနောက်ထပ်တတွဲကကျတော့ nutrition နဲ့ nutrition နဲ့ so nutritious တို့ကျတော့ adjective အတိပ္ပယအဟာရဖြစ်စေသော အဟာရပြည့်ဝသောဆိုတဲ့အဓိပ္ပာယ်ကိုရတယ်။နောက်တစ်ခုက nutrition နဲ့ကဲသူကလည်းပဲ adjective ပဲအဓိပ္ပာယ်ကအဟာရနဲ့သက်ဆိုင်သောဆိုတဲ့အဓိပ္ပာယ်ကိုရတယ်။ဆိုတော့ nutrition နဲ့ပတ်သက်ပြီးတော့အဲ့ဒီ similar meaning အဲ what သုံးခုကိုဒါတည်ထားအောင်ပေါ့နော် what form သုံးခုကိုတည်ထားအောင်မှတ်သားထားအောင်။ဟုတ်ပြီစာကြောင်းလေးကိုပြန်ကြည့်အောင် nutrition refer to the process ကဲဒီမှာ မြတ်တောင်ဖမေနဲ့ပြထားတယ်ပေါ့နော်ဒါအကုန်လုံးကဒါသူ့ရဲ့ definition ပေါ့ the process by which ဆိုတော့ဒီနေရာမှာအဲ့တော့ the process to uh, method တို့သူတို့ရဲ့နောက်မှာ by which ကံပြီးတော့သုံးလေးသုံးတာရှိတယ် the process by which all living things so all living things ဆိုတာအသက်ရှိရေကိုပြောတာသူ့ကို by by ကိုထမ်းအရာပြောမယ်ဆိုရင် organism so all living things နဲ့ organism နဲ့တာ similar meaning ပေါ့နော်ဒါလေးဒါလေးလည်းသိထားအောင် receive the food necessary for them to grow and be healthy ဆိုတော့ဒီနေရာမှာ necessary for them to grow and be healthy ဒါအရ adjective ပဲ phrase ပါ share the food ဆိုတဲ့ noun ကိုတွားပြီးတော့ညွှန်ပါပါဆိုတော့ the food နဲ့ necessary ကြားထဲမှာဘာမြုပ်ထားလဲဆိုတော့ and that is necessary which is necessary so that is which is အဲဒီစကားလုံးနေမြုပ်ထားပါတယ်ဆိုတော့အသေးပဲလေးကြည့်အောင် nutrition အဟာရဓာတ်ဆိုတာဟာအစာအဟာရဓာတ်ဆိုတာ refer to ရည်ညွှန်းပါတယ် the process ဖြစ်စဉ် by which အလိုဖြစ်စဉ်လဲဆိုတော့ all living things receive the food necessary for them to grow and be healthy to by finally ရေးထားတယ် to grow to grow ရှင်သန်ကြီးထွားဖို့ and ပြီးတော့ to be healthy ကျန်းမာဖို့အတွက် for them သူတို့အတွက် necessary လို့အပ်တော့ the food အစားအစာတွေကို by which all living things receive တက်ရှိတတ္တဝါတွေအားလုံးလက်ခံရရှိသော the process ဖြစ်စဉ်ကို refer to ရည်ညွှန်းပါတယ်ကဲနောက်တစ်ဝက်ကြောက်ကိုကြည့်အောင် diet and nutrition are the most fundamental of human needs ဆိုဒီမှာ needs ကဒီနေရာမှာ noun အနေနဲ့သုံးထားပါတယ်သူက buff လဲသုံးလို့ရတယ် they are essential ဆိုဒီနေရာမှာတရှိဝိုင်း they they ကဘာညွန့်လဲဆိုတော့ရှေ့အပိုင်းမှာပါခဲ့တယ် diet and nutrition တော်ပြန်ပြီးတော့ညွှန်ပါတယ် diet and nutrition ရဲ့နန်စာပါ they are essential အဲ့ဒီမှာ essential အရေးပါတော့အရေးကြီးတော့မရှိမဖြစ်လိုအပ်တော့ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်သူ ਨੇ similar meaning တွေကိုတည်ထားရမယ် same meaning တွေကိုတည်ထားရမယ် by လဲဆိုတော့ necessary vital important crucial ဒါတွေက essential နေရာမှာဖလှယ်ပြီးတော့သုံးလို့ရတဲ့ adjective တွေဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးတွေကိုလည်းမှတ်ထားရမယ် for our health for our energy for our group ဒါဆိုရင်ဒိဗယ်လေးကြည့်အောင် diet and nutrition အစာအဟာရဓာတ်ဆိုတာအာဖြစ်ပါတယ် the most fundamental of human needs the most fundamental of human needs လူသားတွေရဲ့လိုအပ်ချက်တွေရဲ့အရှိကံအကြောဆုံးအရာတွေဖြစ်ပါတယ် hyper လေးခံထားပြီးတော့ dash လေးခံထားပြီးတော့သူရှေ့ရောက်ကြအောင်ပြန်ပြီးရှင်းထားပါတယ် date အဲ့ဒီ diet and nutrition အစာနဲ့အာဟာရတွေဟာ essential အရေးပါပါတယ်မရှိမဖြစ်လိုအပ်ပါတယ် for our head ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် for our energy ကျွန်တော်တို့ရဲ့စွမ်းရည်တွေအတွက် for our group ကျွန်တော်တို့ရဲ့ရှင်သန်ကြီးထွားဖို့အတွက်မရှိမဖြစ် အရေးပါပါတယ်ဒီဒါကတော့အငွေတော့အတင်ရတယ်အဲကျန်းမာရေးစာအုပ်ထဲမှာလည်းပါတယ်ကျန်းမာရေးနဲ့ညညွတ်တယ်အစားအစာတွေ အင်အားဖြစ်စေတဲ့အစားအစာတွေခနာကိုကြီးထွားစေတဲ့အစားအစာတွေဒီအစာအုပ်စု၃စုကိုပြောတာပါဒီနေရာမှာเนาะဒါဆိုရင်နောက်ထပ်ဝက်ကြလေးကိုဆက်သွားမယ် JS plans ရဒီမှာ JS ကဒီမှာ congestion ပါဒီ comma လေးရှာတာပါတယ်ဒီမှာဒီ comma အထိဒါ congestion အနေနဲ့တုံထားတယ် JS plans obtain nutrients from the slime in which they grow just plants obtain nutrients from the soil in which they grow ဒီဒီတရားကြတော့ share plants ကိုညို့မှာပါ in which they grow သူတို့ရှင်သန်ကြီးထွားလာတယ် from the soil မြေစီလွာတဲ့မြေစီလွာထဲက nutrients အာဟာရဓာတ်တွေကို just plants obtain အပင်တွေကလက်ခံရရှိတဲ့ကဲသူဆိုတော့အပင်တွေက သူတို့ရှင်သန်ကြီးထွားတဲ့ညီစီလွာတွေကနေပြီးတော့အဟာရဓာတ်တွေအဟာရဓာတ်တွေကိုရရှိတကယ်သူ we ကျွန်တို့ဟာ get nutrient အဟာရဓာတ်တွေကိုရရှိပါတယ်ဆိုတော့ဒီနေရာမှာ get obtain ကဲတော့ဖလဲပြီးတော့တုံးထားပါတယ်ဆိုတော့သူတို့ဟာ similar meaning နေပါဖလဲပြီးတော့ရေးလို့ရပါတယ် slightly different တော့ရှိတယ်ဒါပေမဲ့ ဖလဲပြီးတော့ရေးလို့ရတဲ့ buff တွေဖြစ်တဲ့ရှင်းပါဆိုရင် receive obtain get we get nutrient from the diet we eat so our we eat the related claw ပါရှင်းညွှန်းပါပါ we eat ကျွန်တော်တို့စားသုံးသော from the diet အစာအစာတွေကနေပြီးတော့ nutrients အဟာရဓာတ်တွေကို we get ကျွန်တော်တို့ကရရှိပါတယ် sorry မှာအပင်နဲ့လူသားတွေနဲ့နှိုင်းရှင်ထားတယ်ပေါ့နော်အပင်တွေကမြေစီလွှာတွေရဲ့အဟာရဓာတ်တွေရရှိတယ်လို့မျိုး လူသားတွေကျွန်တော်တို့ကလည်းပဲကျွန်တော်တို့စားသုံးတဲ့အစားအစာတွေကနေပြီးတော့အဟာရဓာတ်တွေကိုရရှိပါတယ်။ဒါဆိုနောက်တစ်ဝက်ကြောက်ကိုဆက်သွားမယ်။ Therefore အဲ့ဒီအတွက်ဒါကြောင့် we need to have a nutritious diet ဆိုတော့ဒီမှာ have လက်နောင်းကိုရေးထားပါတယ် have နောက်ကနောင်းရေးထားပါတယ်ဒီမှာတော့ noun group ပါဆိုတော့ have plan เนาะไอ้ noun เนี่ย have เนี่ยတွဲมาပါစာသုံးကြီးဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ် we need to have a nutritious diet ဒါကြောင့်လည်းကျွန်တော်တို့က a nutritious diet အာဟာရပြည့်ဝတဲ့အစားအစာတွေကို we need to have စာသုံးဖို့လိုအပ်ပါတယ်ဆိုတော့ dash လေးခံထားပြီးတော့ nutritious diet ကိုညွှန်ထားပါတယ်အဲ့တော့ nutritious diet အာဟာရပြည့်ဝတဲ့အစားအစာဆိုတော့ဘယ်လိုအစားအစာလဲဆိုတော့နောက်ကနေညွှန်ထားတယ်ဒါသူ့ရဲ့ အဲ definition လို့ပြောလို့ရပါတယ်အဲ့တော့ nutritious diet အာဟာရပြည့်ဝတဲ့အစားအစာဆိုတော့ဘယ်လိုအစားအစာလဲဆိုတော့ a mixture of all the nutrient that our that our body needs to survive ဆိုတော့ဒီနေရာမှာသိထားရမယ့်စကားလုံးလေးက mixture ဆိုတော့ mixture က noun မှာအဲရောစက်ခြင်းအစုအဝေးစတဲ့အဓိပ္ပာယ်ရှိရယ်အဲသူ့ရဲ့ beef ကိုသိထားရမယ့် beef က mixture MIH MISH ရောစက်သည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်။ဒီမှာတော့သူက collective noun အနေနဲ့သုံးထားပါတယ်။ A measure of collective noun အနေနဲ့သုံးထားတယ်။ A measure of all the nutrients that our body need to survive. ဆိုတော့ survive ကဲ survive ကတဲ့ buffer အဓိပ္ပာယ်ကအသက်ရှင်သန်သည်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်။ that our body need to survive ကျွန်တော်တို့ရဲ့ခန္ဓာကိုယ် ခန္ဓာကိုယ်ရဲ့အသက်ရှင်သန်ဖို့အတွက်လိုအပ်သော a measure of all the nutrients အာဟာရဓာတ်ပေါင်းစုံအာဟာရဓာတ်ပေါင်းစုံတစ်ခုဖြစ်တဲ့ a nutritious diet အာဟာရပြည့်ဝအစားအစာကိုစားဖို့လိုအပ်တယ်။ဆိုအာဟာရပြည့်ဝတဲ့အစားအစာဆိုတာ a measure of the nutrients အာဟာရဓာတ်ပေါင်းစုံကိုပြောတာပါ။အာဟာရဓာတ်တွေအများကြီးရှိတဲ့အာဟာရဓာတ်ပေါင်းစုံအာဟာရအစုဝေးကိုပြောတာ။ဒါဆိုနောက်တဲ့ဝေကြောက်ဆက်သွားမယ်။ moreover ဒါအပြင် diet and nutrition အစာနဲ့အဟာရဟာ are strongly linked to passive wine နဲ့ရေးထားပါတယ် are linked to our battery 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 ကြားတဲ့ adverb လေးခံထားတယ် are strongly linked to နည်းနည်းရှိုင်းရှိုင်းကိုမှ link to ချိတ်ဆက်နေတယ်ပတ်သက်နေတယ်ဘာနဲ့ပတ်သက်လဲဆိုတော့ environmental factors ပဝင်ချင်းဆိုင်ရာအကြောင်းတရားတွေ ਨੇ strongly linked to are strongly linked to နည်းနည်းဆိုင်ဆိုင်ထဲထဲဝင်ဝင်ကိုပအဝင်ပတ်သက်နေပါတယ်ဆိုတော့ diet and nutrition နဲ့ environmental factor နဲ့ linked to ဖြစ်တယ်ဗောနော်ချိတ်ဆက်နေတယ် that's တော့ကြောင့် it is important အရေးကြီးပါတယ် to consider ယူဆစဉ်းစားဖို့အတွက်အရေးကြီးတယ် ဘာကိုစဉ်းစားရမှာလဲယူဆရမှာလဲတည်ထားရမှာလဲဆိုတော့ not only but also နဲ့ရေးထားပါတယ် object noun ကို not only but also နဲ့ရေးထားတယ်ဘာလဲဆိုတော့ not only the relationship between diet and nutrition not only the relationship between diet and nutrition အစာနဲ့အဟာရအစာနဲ့အဟာရသူတို့ရဲ့ not only the relationship ဆက်သွယ်ချက်ဒါမှမဟုတ်အစာနဲ့ ဟာရချားမှရှိတဲ့တကူနဲ့တကူဆက်သွယ်ချက်ကိုတာမက but also the influence of environmental factors on them ဒါမှ them ဆိုတာအဲ diet and nutrition ကိုပြောတာပါ on them အဲ့ဒီအစာဟာရပေါ်မှာ the influence of environmental factors ပဝင်ချက်ဆိုင်ရာအကြောင်းတရားတွေရဲ့လွှမ်းမိုးမှုကိုလည်းပဲကြည့်ကွန်းဆိုင်တာယူဆစဉ်းစားဖို့ it is important အရေးပါပါတယ်အရေးကြီးပါတယ်ဟုတ်ပါပြီဒါဆိုရင် first paragraph နဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုဒီမှာပဲရှင်းထားလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်